နိုဝင်ဘာ12ရက်နေ့မှာတော့ ISB အသင်းနဲ့တိုဂျိုဘိုင်အသင်းနဲ့ပွဲချိုသုံးသပ်ချက်ကိုပြုတ်ပြပေးသွားမှာဖြစ်ပါတယ်။နိုဝင်ဘာလ9ရက်နေ့မှာတော့မြန်မာစံတော်ချိန်ညနေ9နာရီအချိန်မှာတော့ ISB အသင်းနဲ့စူဝမ်အသင်းတို့ရှင်ပြန်ကစားခဲ့ပါတယ်။ပထမအုပ်ဆုံးအဖွင့်ပွဲစဉ်ဖြစ်တဲ့နိုဝင်ဘာ9ရက်နေ့မြန်မာစံတော်ချိန်ညနေ9နာရီအချိန်မှာတော့ ISB အသင်းနဲ့စူဝမ်အသင်းတို့ရှင်ပြန်ကစားရရမှာပွဲပြီးရလမှာတော့9-0နဲ့ရှုံးနိုင်ခဲ့ပါတယ်။ SB အမျိုးသမီးအသင်းရဲ့အရှတ်ချန်ပီယံလိအဖွင့်ပွဲတင်ဖြစ်တဲ့ကိုရီးယားအသင်းအမျိုးသမီးအသင်းတို့မှာတော့အငားခိုယူထားတဲ့ကစားသမားခွနဦးပွဲထွက်ခဲ့တယ်လို့လည်းသိရပါဗျာ။အယံလူစင်းမှာတော့နော်ထထဝင်းနဲ့မြန်နိုးခင်တို့ကိုအယံလူစင်းမှာထည့်သွင်းထားတယ်လို့လည်းသိရပါဗျာ။ပွဲချုပ်သုံးသက်ချက်အနေနဲ့ကတော့ SB အသင်းနဲ့ဂျပန်အသင်းတို့ဝဲဖြစ်ပါဗျာ။ ပြိုင်ပွဲအနေနဲ့ကတော့ AFC Women's Champion League ရဲ့2025-2026အုပ်စုစီရဲ့ရှင်ပြိုင်မဲ့အသင်းကတော့ဂျပန်အသင်းနဲ့မြန်မာအသင်းတို့ပဲဖြစ်ပါတယ်။ရှင်ဆိုးအနေနဲ့ကတော့2025ခုနှစ်နိုဝင်ဘာလ12ရက်နေ့ညနေအချိန်3:00နာရီမှာပဲဖြစ်ပါတယ်။မြန်မာစံတော်ချိန်3:00နာရီမှာကစတင်ကစားတော်မယ့်နေရာကတော့တူဝနာကွင်းရန်ကုန်မြို့မှာပဲဖြစ်ပါတယ်။မြန်မာနိုင်ငံကိုစားပြု ISB အသင်းဟာ AFC Women's Champion League ရဲ့အုပ်စုစီရဲ့ဒုတိယပွဲစဉ်များဖြစ်တဲ့ဂျပန်အသင်းရဲ့အင်အားကြီးကလပ်အသင်းဖြစ်တဲ့အသင်းနဲ့ရှင်မြန်ကစားရမှာလည်းဖြစ်ပါတယ်။ ဂျပန်အသင်းဟာအာရှအဆင့်မှာနာမည်ကြီးဖြစ်ပြီးဂျပန်စတိုင်အတိုင်းအလင်းမြန်တဲ့ကစားဟန်နဲ့ဘောလုံးပေးပို့မှုတွေကအားသာနေတယ်လို့လည်းသိရပါဗျ။မြန်မာအသင်းအနေနဲ့ပြောရရင်တော့အားသာချက်အနေနဲ့ကတော့အင်ရှင်ပြိတ်သက်ကနေရန်ကုန်မှာကစားခဲ့ခြင်းဟာ ISP အသင်းတွေအကြီးမားဆုံးအားသာချက်တစ်ခုဖြစ်ပြီးပြိတ်သက်ရဲ့အပင်းမှုကလည်းကစားသမားတွေကစိတ်သက်ကိုမြင့်နေမိတယ်လို့လည်းသိရပါဗျ။ခြေစစ်ပွဲများတွင်လည်းအကောင်းဆုံးပုံစံနဲ့ပြသခဲ့ပြီး စွမ်းဆောင်ရည်တွေကလည်းမြင့်မားလာပါတယ်။တောကြက်ကစားသမားအသင်းအနေနဲ့ကောင်းဆောင်မှာတော့ခင်မာလာထွန်းရဲ့အတွေ့အကြုံစမ်းတော်တော်ရဲ့လင်းမြင့်မှုတို့ရဲ့တိုက်စစ်ကစားပုံဟန်ဖန်တီးပုံတွေကအဆုံးသက်မှာတော့ဂျပန်အသင်းရဲ့ခန်းစစ်ပိုင်းကိုစိန်ခေါင်တိုင်းမဲ့အခွင့်အရေးတည်းရဲ့လည်းဖြစ်လာနိုင်ပါတယ်။အမပွဲစဉ်တွင်မှာတော့တောင်ကိုရီးယားကလပ်အသင်းစူဝမ်အသင်းနဲ့5-0ဖြင့်ရှုံးနိမ့်ခဲ့ပြီးတော့ကစားသမားတွေရဲ့စိတ်ရက်ပိုင်းကလည်းအတော်လေးကိုစိတ်တက်ကြနေတယ်လို့လည်းသိရပါဗျ။ အာရှမှာထိပ်သီးစည်းဝင်တဲ့ဂျပန်အသင်းနဲ့တွေ့ဆုံရောက်မှာဖြစ်တဲ့အတွက်ကြောင့်အကြီးသွင်းမြင်မာတဲ့စနစ်ကြပုံနဲ့ကစားဟန်နေနဲ့ ISB အသင်းတို့ကကြီးမားတဲ့စိန်ခုံမှုတည်းရဲ့လည်းဖြစ်လာနိုင်ပါတယ်။မြန်မာအသင်းနေနဲ့ခန်းစစ်ပိုင်းမှာပုံမတိကြမှုပထမပွဲမှာတော့9-0နဲ့ပေးခဲ့ရပြီးတော့ခန်းစစ်ပိုင်းကိုပုံမတိကြအောင်စီမံခန့်ခွဲတင်တယ်လို့လည်းထင်ပါတယ်။လက်ရှိမြန်မာအသင်းနေနဲ့ဂျပန်အသင်းကိုနိုင်မသာလင်းဒါမှမဟုတ်ရှုံးခဲ့မယ်ဆိုလို့ရှင်တော့မြန်မာအသင်းနေနဲ့အခွင့်အရေးကရရှိဖို့မလွယ်လာပါဘူး။ နီးစနစ်ပိုင်းဆိုင်ရာကိုပြောရမယ်ဆိုရင်တော့နီးစနစ်ပိုင်းဆိုင်ရာမှာတော့ဂျပန်အသင်းကအဆင့်မြင့်နေလို့လည်းသိရပါတယ်။ဘောလုံးပိုင်းကိုတော့ပိုင်ပိုင်နိုင်နိုင်နဲ့ထန်းချုပ်ကစားဟန်ပြီးအလင်းမြန်တိကျတဲ့ပြပုမှုတွေလည်းအများကြီးကိုရှိနေတယ်လို့လည်းသိရပါတယ်။အမအသည့်နေနေကတော့ပထမအဦးဆုံးပွဲစဉ်မှာရှုံးနေခဲ့ရတဲ့အတွက်ကြောင့်တော်လီကိုရင်ဆိုင်ဖို့ခက်ခဲဖြစ်နေပါဗျ။ ဂျပန်အသင်းအနေနဲ့ပြောရရင်တော့ဆန်ကုမူတီအနေနဲ့အရှင်ပြိတ္တရဲ့ဖိအားပေးမှုကိုလည်းသူတို့လွန်ဆန်နိုင်မှာမဟုတ်ပါဘူး။ကြော်လွှားနိုင်မှာလည်းမဟုတ်ပါဘူး။ရာသီဥတုရဲ့ရန်ကုန်ရဲ့ရာသီဥတုနဲ့ပတ်ဝန်းကျင်အခြေအနေကိုလည်းအလင်းမြန်အသားကျဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ဒီအချက်တွေနဲ့မြန်မာအသင်းအနေနဲ့အခွင့်ကောင်းယူပြီးရောဂျပန်အသင်းကိုတိုက်ခိုက်နိုင်မယ်ဆိုရင်တော့ကျွန်တော်တို့အနေနဲ့အနိုင်ရရှိဖို့ကအခွင့်အလမ်းကြီးဖြစ်လာနိုင်တယ်လေသိကြပါဗျာ။ ISB အသင်းရဲ့ခန်းစစ်ပိုင်းကစီကန်းနဲ့ဂျပန်အသင်းရဲ့တိကျတဲ့ပေးပို့မှုကိုဘယ်လိုတွေပိတ်ပင်ကားစီသွားမလဲဆိုတာအမှားယုံမရှိခန်းစစ်ပိုင်းကိုထိန်းချုပ်မလဲဆိုတာကအရေးကြီးပါတယ်။မြန်မာအသံမြန်တိုက်စစ်အနေနဲ့ ISB အသင်းအနေနဲ့ဘောလုံးရတဲ့အလင်းမြန်သောစမ်းတော်တော်တို့လိုတိုက်စစ်ပိုင်းကစားသမားကောင်းတွေကိုအများကြီးလိုအပ်နေတာလည်းတွေ့ရပါတယ်။ ISB ရတဲ့နယ်ပြင်ပွဲပိမန်တန်နဲ့အာရှထိပ်သီးအသင်းဖြစ်တဲ့ဂျပန်အသင်းကိုရင်ဆိုင်ဖို့ဆိုတာအခက်အခဲဖြစ်နေမှာတော့သိကြပါဗျ။ လာမယ့်ပွဲစဉ်ဂျပန်နဲ့တွေ့ဆုံရမယ့်ပွဲစဉ်မှာတော့ခုပြမရှုံးနိုင်မှုကအများကြီးလိုအပ်ပါတယ်။ကျွန်တော်တို့အဲ့ဒါမှသာနောက်ဆင့်ကိုတက်လန်းမှုဆိုတာဖြစ်နိုင်မှာသိကြပါတယ်။နောက်ထပ်သတင်းတစ်ခုအနေနဲ့ကတော့ပထမအဆုံးပွဲစဉ်အပြီးမှာတော့သတင်းစာရှင်းလင်းပွဲမှာတော့မြန်မာအမျိုးသမီးချန်ပီယံအသင်းမှာတော့ ISB အသင်းတို့ကမေထက်လူပါဝင်စီခြင်းကြောင်းပြောကြားလာတဲ့အသင်းပေါ်များဖြစ်တဲ့ခင်မာလာထွန်းနဲ့နော်ယီဖြူဖြူဝင်းတို့ကပြောကြားလာတယ်လို့လည်းသိရပါတယ်။ နိုဝင်ဘာ12ရက်နေ့မြို့မဆွန်တော်ကျင်းညနေ3နာရီအချိန်မှာတော့ ISB အသင်းနဲ့တူတူဘာအသင်းတို့မှာတော့ရှင်မြန်ကစားတဲ့အချိန်မှာတော့မြန်မာအသင်းနိုင်ပါသေးလို့ဆူတောင်းပေးနေတဲ့ဒီနေ့ဗီဒီယိုလေးကိုတော့ဒီလောက်နဲ့ပဲနေကုန်းချုပ်ချင်ပါတယ်။နောက်ထပ်အကစားသတင်းအသစ်တွေဆက်လက်တင်ဆက်ပေးတော့မှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးပြုလုပ်ပေးခဲ့ကြပါအောင်။ကျွန်တော်ပြောတဲ့အထက်မှာအမှတ်ပါသွားခဲ့ရင်အားလုံးကိုတောင်းပန်ချင်ပါတယ်။လိုအပ်ချက်တွေရှိသွားရင်လည်း comment အောက်မှာဝင်ရေးပေးခဲ့နိုင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ကျွန်တော်နာမည်ကတော့ Mountain Nine Wen ပဲဖြစ်ပါတယ်။